။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအတွက်တီးတန့်ဖွင့်လှစ်ထားတဲ့ဘားတစ်ခုကိုစစ်ဆေးရာမူရင်စီတွေနဲ့လက်နက်ခဲယမ်းတွေတွေ့ရှိခဲ့တယ်လို့ထိုင်းအခြေစိုက်သတင်းဌာနတစ်ခုကဖော်ပြပါဗျာ။အဆိုပါဘာဟာထိုင်းနိုင်ငံစမုတ်စကွန်ပြည်နယ်မှာဖွင့်လှစ်ထားတဲ့ Happy Bar ဖြစ်ပြီးဧပြီ28ရက်ညနေပိုင်းကစမုတ်စကွန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အတူအလုံသမားဝင်ကြီးဌာနစစ်ဆေးရေးမှူးရင်းရဲရရှိတွေစစ်ဘက်ဆိုင်ရာရရှိတွေနဲ့တပ်ဆိုင်ရာအေဂျင်စီတွေကအရာရှိ200ကျော်လို့နဲ့အတူဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီနေရာမှာမြန်မာနိုင်ငံသားကကိုရောင်တစ်ခုကိုငှားရမ်းပြီးဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့နေရာတစ်ခုဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အဆိုပါနေရာမှာဘားတစ်ခု၊ဘီလီယက်ခုံတွေ၊ကာရာအိုကေအခန်းတွေလည်းပါဝင်ပြီးဝင်ဆောင်ကတနအီကိုဘတ်250ဖြစ်ပြီးမြန်မာနိုင်ငံသားတွေအတွက် ေးသန့်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တယ်လို့သိရပါတယ်ဝန်ဆောင်မှုကိုအသုံးပြုသူတွေအတွက်နှစ်နာရီယူပါကတနာရီအခမဲ့ဖြစ်ပြီး VIP အခန်းတွေမှာမွေးရည်စေဝါတွေလည်းရနိုင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ထိုင်းစစ်စင်ရဲ့အဖွဲ့ကဆိုဖာကလန်ထိုင်းတွင်နဲ့အဆောက်အုံတွင်ဝှက်ထားတဲ့စိတ်ကြွအစီပြတွေကိုရှောက်ဖွေတွေ့ရှိခဲ့ပြီးအဆောက်အုံတွင်တချို့နေရာတွေမှာလက်နက်ခဲယမ်းမီးကြောက်တွေကိုရှောက်ဖွေတွေ့ရှိခဲ့ကြောင်းခွင့်ပြုချက်မရှိဘဲတရားမဝင်လုပ်ငန်းတွေကိုလုတ်ကင်လျက်ရှိရလို့ကနအူးတိရာကြောင်းသတင်းမှာဖော်ပြထားပါတယ်။